လင်းလိုင်းကွန်ရက်ဤမိတ်ဆက်စကားတိုင်းပြည်တိုင်းဟာ21ရာစုအတွင်းမလွဲမသွေဖြတ်တန်းနေကြရတယ်။ခုဆိုရာစုနှစ်ရဲ့လေးပုံတစ်ပုံကုံဆုံးတော့မှာပါ။ဖြတ်တန်းခဲ့တဲ့ဒီကာလတွင်တိုင်းပြည်တိုင်းမှာအပြောင်းလဲများနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရကြုံတွေ့နေရတယ်။ကျွန်တော်တိုင်းပြည်ဆိုရင်ပြည်တွင်းစစ်နွန်ဘွက်ထဲနေတဲ့နေမွန်နေစေ။အင်းကြီးချင်းတိုင်းပြည်များကတော့ ဖွံ့ဖြိုးပြီးရင်ဖွံ့ဖြိုးတိုးတက်နေစေ။တကဘာလုံးချိန်တဲ့ကြည့်လိုက်ရင်ဒီကာလမှာမတီးမငြိမ်မှုတွေနဲ့လှုပ်ခါနေတယ်။အချို့ကတော့နှစ်တရာအတွင်းမကြုံဘူးအောင်ပြောင်းလဲမှုတွေဖြစ်နေတဲ့ကာလလို့ဆိုကြတယ်။မဟာအင်အားကြီးအမေရိကန်ကလည်းမူဝါဒပြောင်းလဲမှုတွေလုပ်နေတယ်။အရင်တုန်းကအမေရိကန်စိုးရချမှတ်ထားတဲ့နိုင်ငံကဆိုင်ရာမူဝါဒဟောင်းတွေပြည့်စည်ပြီးအစ်စ်တွေ ပြန်လဲထူထောင်တဲ့ကာလဖြစ်ပါတယ်။ 21ရာစုတည်းမဝင်မီကတည်းကဘကပက21ရာစုအတွက်နိုင်ငံရေးအမျှော်မြင်နဲ့20ရာစုကိုနှုတ်ဆက်၍21ရာစုကိုကျူးစွခြင်းဆိုတဲ့စရမ်းများနဲ့တိုင်းပြည်သူ ဆော်ဩခဲ့မှုပါတယ်ဒီစရမ်းများကိုဘကပဗဟိုစည်းဝေးကော်မတီရဲ့အာဝဖြစ်တဲ့ပြည်သူအာဏာကြားနဲ့အမှတ်16နဲ့17မှာ ဖော်ပြခဲ့မှုပါတယ်ခုမြန်မာနိုင်ငံရေးခြေနေများနဲ့ဆက်ဆက်ဖို့အလင်းလိုင်းကိုရက်ကနေပြန်လည်တင်ဆက်ပေးမှာဖြစ်ရာ ကီတုအာနာဂျာနဲ့အမှတ်69ခု1999ခုနှစ်ဩဂုတ်လတုန်းမှာဖော်ပြပါရှိတယ်။တစ်ဆက်100စုအတွက်နိုင်ငံရေးအမျှော်မြင်စတဲ့အပိုင်း1ကိုဒီကနေ့တင်ဆက်ပေးလိုက်ပါတယ်။20ရာစုအတွက်နိုင်ငံရေးအမျှော်မြင်ဆွေးနွေးညှိနှိုင်းရန်အတွက်တင်ပြချက်20ရာစုအတွက်အမျှော်မြင်ကိုရှာဖွေကြညှိနှိုင်းကြပြီးဆုံးဖြတ်ကြရန်အရေးကြီးလိုအပ်နေပြီဟု ယူဆပါသည်အမျိုးအမြင်ဆိုရတွင်နိုင်ငံရေးစီးပွားရေးစစ်ရေးပညာရေးကျန်းမာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးလူဦးရေတိုးပွားနှုန်းကိစ္စတဘာဝတယံဇာတ်ကိစ္စစသည်စသည်တို့နှင့်ပတ်သက်သော အဖက်ဖက်မှအမျိုးအမြင်များကိုဆိုလိုပါသည်ကျွန်တော်တို့တက်နိုင်သည့်ဘက်မှဖြည့်ဆည်းသည့်အနေဖြင့်နိုင်ငံရေးအမျိုးအမြင်များကို ကွက်၍တင်ပြပါမည်ပြည့်စုံပြီဟုမဆိုနိုင်တော့လဲအဓိကကြသည့်အချက်များပါဝင်စေဖို့ ကြိုးစားပါသည်ယနေ့ခေတ်သည်တည်င်းအချက်လက်များကို လူတစုသာ သိရှိနိုင်သောခေတ်မဟုတ်တော့ပါ လူလူကပါတည်င်းအချက်လက်ရရှိနိုင်သောခေတ်ဖြစ်ပါသည်တည်င်းအချက်လက်များဖြန့်ချီသောလုပ်ငန်းမှာလဝကြီးအုပ်ရင်းရှင်များ၏လက်တွင်ရှိသဖြင့်အမြင့်တရနှင့်အကာကိုခွဲခြားစစ်စစ်ရန်ကလိုပါလိမ့်မည်တည်င်းအချက်လက်များကိုစစ်စစ်သုံးသပ်၍မှန်ကန်သောကောက်ချက်ချနိုင်ရန်လိုပါသည်တိုင်းပြည်တိုင်းနောက်ပင် တို့၏အမျိုးအမြင်များကိုထုတ်ဖော်လျက်ရှိကြခြင်းတွင်ကျွန်တော်တို့တိုင်းပြည်မှအာဏာပိုင်များမှကလက်တလောကိစ္စများဖြင့်အလုရှုပ်နေကြပါသည်အမျိုးအမြင်မရှိကြပါတို့ထုတ်ပြန်သောနိုင်ငံရေးစီးပွားရေးလူမှုရေးဥတီချက်များဆိုသည့်များမှာအမျိုးအမြင်များမဟုတ်ပါအလုံးရေပုံညကြသောဆုတ်ဆုတ်ကန်ကန်ပြစရာမရှိသည့်ကြွေးကြော်တမ်းများဖြစ်ပါသည်အခြားတိုင်းပြည်များအထူးသဖြင့်အိန္ဒိယချင်းတိုင်းပြည်များမူကအမျိုးအမြင်များကိုအသီးသီးထုတ်ဖော်နေကြပါသည် တက္ကရာ2020တွင်သူတို့တိုင်းပြည်မြည်သူဖြစ်လာရမည်2050တွင်မြည်သည့်အဆင့်တန်းရောက်ရမည်စသဖြင့်ရည်မှန်းချက်များထားကြပါသည်ဤရည်မှန်းချက်များသည်အခြားပတ်သက်ရာပတ်သက်ကြောင်းနိုင်ငံများကိုလည်းနောက်ခါတွင်တစုံတရာတက်ရောက်မှုရှိလာမည်ဖြစ်ပါသည်ဗမာပြည်တို့မဂဇင်းဂျာနယ်များတွင်21ရာစုအမျိုးမြင်များကိုပညာရှင်သူတေသည့်များရေးသည်ကိုကြိုးကြားကြိုးကြားတွေ့ရပါသည်စာပေစစ်စေးကိုကြော်ဖြတ်ရသဖြင့် တိသည်မြင်သည်မြကိုရဲရဲမရင်နိုင်ကြပါစာပေလွတ်လပ်ခွင့်သာရှိပါက အတော်ပြည့်စုံသောအမျိုးမြင်များကျွန်တော်တို့ရရှိနိုင်ပါသည်မြည်တို့ရှိသည်ယခုဖော်ထုတ်ကြသောအမျိုးမြင်တစ်စိတ်တစ်ပိုင်းသည်ပင်တိုင်းပြည်ကိုအကျိုးပြုပါသည်စစ်ဆိုရအနာဇတ်မှလုတ်ကင်းကြသည့်ပြည်ပရောက်ပညာရှင်သူတေသည်များသည်21ရာစုအမျိုးမြင်များကိုပြက်သားစွာတင်ပြကြစေလိုပါသည်အမျိုးမြင်များကိုကျွန်တော်တို့လေ့လာလိုလာပါသည်ကျွန်တော်တို့ယခုတင်ပြမည့် နိုင်ငံရေးမျှော်မြင်အပါဝင်တင်ပြသမျှအမျှော်မြင်များကိုအားလုံးကသဘောတူခြင်းမှတူကြပါမည်။အခြေတင်ဆွေးနွေးရန်အဆိုပြုချက်တည်းအဖြစ်က အကျိုးပြုပါလိမ့်မည်။ဤခံယူချက်ဖြင့်ကျွန်တော်တို့၏အဆိုကို တင်ပြခြင်းဖြစ်ပါသည်။အခြားသောပုဂ္ဂိုလ်များအဖွဲ့အစည်းများ၏အဆိုပြုတင်ပြချက်များကိုလည်းကျွန်တော်တို့ကြိုးဆိုပါသည်။လေးစားစွာလေ့လာသွားပါမည်။နှစ်၂၁ရာစုသည်တတိယထောင်စုအတွင်း စတင်ဝင်ရောက်ခြင်းဖြစ်၍ထောင်စုအလိုက်ခြုံငုံသုံးသပ်ရန်လည်းလိုပါသည်ကျွန်တော်တို့တိုင်းပြည်အတွက်ဆိုရင်ပထမထောင်စုနှစ်နှင့်ပတ်သက်၍ထူးထူးခြားခြားသုံးသပ်ရန်မရှိပါဒုတိယထောင်စုနှစ်တွင်ကသုံးသပ်ရန်အရေးခင်းကြီးအများပြားရှိပါသည်ဒုတိယထောင်စုနှစ်သို့ဝင်ရောက်စချိန်ကတိုင်းခြားမြေခြားဝေးဝေးလန်လန်ဒေသများတွင်မြည်တို့မြည်ပုံဖြစ်ပျက်နေသည်ကိုကျွန်တော်တို့မသိပါတကဘာလုံးဤပညာနိုင်ကြဆဲဖြစ်၍သိနိုင်သည့်အခြေအနေမရှိပါ ်မြည်သူကိုမြအပြစ်တင်ရမလို့ပါဒုတိယထောင်စုနှစ်များသို့ဝင်သည့်အချိန်က အာရှတိုက်၏အလဲဘဟုတွင်မွန်ဂိုများအင်အားကြီးမှတကိုးထွာလာနေပါသည်ဥရောပဘက်သို့သာမကအရှေ့လေပိုင်းနှင့်တရုတ်ပြည်တို့သို့ကျူးကျော်တိုးချဲ့နေပါသည်ဤသည်ကိုကျွန်တော်တို့မသိပါတရုတ်တပြည်လုံးကိုသိမ့်ပြီးမိမိတိုင်းပြည်အတွင်းကျူးကျော်လာမှသိပါသည်တို့ဖြင့်ပနာဆက်နိုင်ငံဖြစ်သူကြာရောက်သွားပါသည်သို့သော် ကျွန်တော်တို့ဘိုးဘေးဘီဘေများအမျော်မြင်ရှိခဲ့၍ပနာဆက်နိုင်ငံအဖြစ်မကြရှိလိုက်ပါတိုင်းပြည်ဤရာဇဝင်တွေကတရုတ်ပြေးမင်းဟု အမဲဆက်ထင်ကြံရစ်ခဲ့ပါသည်ဒီရင်ကလည်းကလကြမင်းဟု ရှိခဲ့ပါသည်သည်မိမိရာဇဝင်ကိုမိမိကိုယ်တိုင်ကနှိမ်ချပြီးရေးသားသောအခြားလူမျိုးကဘာတွင်ရှိမရှိမသိပါရှိသည်ကိုမတွေ့ဘူးပါကျွန်တော်တို့မနှံ့ဆက်ရဖြစ်ကောင်းဖြစ်ပါမည်တွေ့ဘူးဒီမှာ ချီကျူးအမွန်တင်ကြခြင်းဖြစ်ပါသည်ကျွန်တော်တို့ဤရာဇဝင်ရေးဆရာများက ကလကြတရုတ်ပြေးဟုမြင်ရရှက်ရရေးထိုးခဲ့ပါသည်ဤဒီမှာကျွန်တော်တို့လူမျိုးဤထူးခြားချက်ဟု ဆိုလျင်ဤထူးခြားချက်ကိုဆက်လက်ခံယူထားရန်မလိုဟုထင်မြင်ပါသည်ဒုတိယထောင်စုနှစ်များကုံဆုံးကာနီးတွင်လည်းဥရောပ၌မြည်သွဖြစ်ပျက်နေသည်ကိုကျွန်တော်တို့မသိပါ ခရုစိတ်စစ်ပွဲများနှစ်တရာစစ်ပွဲများနှစ်30စစ်ပွဲများ နပိုလီယံစစ်ပွဲများစသဖြင့်စစ်များတချိန်ချင်းတိုက်ပြီးစစ်ရေးဝနေသော တိုင်းပြည်များ ဥရောပတွင် ရှိနေသည်ကိုမသိပါဤတိုင်းပြည်များသည်အရင်ရှင်စနစ်ကျင့်သုံးပြီးဖွံ့ဖြိုးစပြုနေပြီဖြစ်သည်ကိုမသိပါဥရောပအကြောင်း တခါတရံသိသည်မှာလဲဥရောပကုန်သည်များ၏အပြောအယသာသိပါသည်ကုန်သည်ထုံးစံတိုင်းမိမိတို့မင်းဆိုးရာဇာများအားမြောက်ပင့်ပြောဆိုသည်များကအုပ်စိုးသူလူတန်းစားကနားဝင်ခဲ့ပါသည် ချောက်ရွေဆိုရလျင်စစ်သွေးစစ်စိတ်ပြေဝနေသောနယ်ချက်စနစ်ကျင့်သုံးသည့်ဥရောပသည်တကဘာလုံးသို့စစ်ပွဲများဖြန့်ချီတော်မူဆိုသည်ကိုမသိပါ အင်္ဂလိပ်နယ်ချက်ကအိန္ဒိယတပြည်လုံးသိမ်းမိပြီးဗမာပြည်ထဲဝင်တိုက်မှအလန့်လကြားသိရပါသည်ဤသို့ဖြင့်တိုင်းပြည်ငယ်ကလေးသာဖြစ်သောဗမာပြည်သည်နှစ်ပိုင်းကွဲသွားရပါသည်တပိုင်းကကိုလိုနီကြံတပိုင်းကကိုလိုနီတပိုင်းဖြစ်သွားပါသည်ရန်ဘိုစစ်ရှုံးစာချုပ်ကိုကြည့်လျင် ိုလိုနီနဲ့ကိုလိုရီတပိုင်းဖြစ်ချင်းကိုတွေ့နိုင်ပါသည်ရန်နဘိုစာချုပ်ချုပ်ပြီးနှစ်စိတ်ကျော်ရှိသောအခါကိုလိုနီနယ်မြေများကျယ်ပြန့်လာပြီးကိုလိုနီတပိုင်းနယ်မြေကျုံသွားပါသည်စာချုပ်ပြီးနှစ်ပေါင်း60ကြာသောအခါတွင်မူတပြည်လုံးကိုလိုနီဖြစ်သွားပါသည်ပါတော်မူမင်းဟု၍ရာဇဝင်တွင်စတင်ခဲ့ရပြန်ပါပြီ19ရာစုနှစ်တစ်ခုလုံးတွင် အုပ်စိုးသူများသည်မြည်သည့်အမျော်မြင်မှမရှိပါမင်းကြီးမင်းသားများအာနာလူပွဲ တချိန်ချင်းဖြစ်နေပါသည်အာနာရထသူကလည်းအာနာထိန်ထားရဲ့အကြံစီမှလွဲပြီးတိုင်းပြည်အတွက်မြည်သည့်အမျိုးမြင်မှမရှိပါအမျိုးမြင်တစုံတစပြောဆိုရေးသားမိပါကနှိတ်ကုတ်ဖြစ်ပါသည်မင်းကတ်စိုးမြောင်များကလည်းဘုံတော်ဘွဲတွေရေးနေက လူရင်ကျဲလောက်ကြပါသည်တချို့ကလာရင်တိုက်ပစ်လိုက်တာပေါ့ဟုအမျိုးမြင်မဲ့စွာ မျက်နှာလိုအာရပြောကြပါသည်ပရိသေလူတန်းသားသည်တမျိုးသားလုံးမဆိုထားနဲ့ မိမိလူဒန်းစားကိုမျှမစည်းရုံနိုင်ပါဤသို့ဖြင့်တမျိုးသားလုံးကျွန်တွင်ဆင်းခဲ့ရပါသည်လာရင်တိုက်ပြမည်ဟုပေါ့ပေါ့ပြောသူများလွယ်လွယ်အရှုံးပေးကြပါသည်ယနေ့စစ်အစိုးရလုံနေသည့်များမှာ19ရာစုကပရိသတ်များလုံနေသည်နှင့်တစ်ထက်တည်းလောက်တူညီနေပါသည်၃20ရာစုကိုကိုလိုနီဘဝနှင့်ဝင်ခဲ့သောတိုင်းပြည်တွင်မဲမဲရရအမြော်မြင်မရှိခဲ့ပါ ပထမကဘာစစ်ဖြစ်သည့်အထိ အရင်ရှင်အမျော်မြင်ပင်မရှိပါ1920တွင်မှအရင်ရှင်အမျော်မြင်တစွန်းတစရှိလာပါသည်ခစ်မီအမျော်မြင်ကို30စုနှစ်များတွင်မှရလာပါသည်အမျော်မြင်ဖော်ထုတ်တင်ပြသူများမှခစ်မီအတွေးခေါ်ရှိသည့်တိုးတက်သောလူငယ်များဖြစ်ပါသည်တသိန်းတစ်ဖွဲ့တဦးတယောက်ထဲကခစ်မီအမျော်မြင်ကို ဖော်ထုတ်ခြင်းမဟုတ်ဘဲစုပေါင်းအားထုတ်ချက်ဖြစ်ပါသည်ဤအမျော်မြင်ကြောင့်ပင်ရာစုနှစ်တစ်ဝက်ကျိုးကံဤတွင် တိုင်းပြည်လွတ်လပ်ခဲ့ခြင်းဖြစ်ပါသည်လွတ်လပ်ရေးရခြင်းကိုဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ကင်းကွာစဉ်းစားရည်မဖြစ်ပါဖက်ဆစ်တော်လှန်ရေးကြောင့်တမျိုးသားလုံးကိုဖားစပါလအလံတော်အောက်တွင်စီယုံမိပြီးလွတ်လပ်ရေးစောစောရခဲ့ခြင်းဖြစ်ပါသည်ဖက်ဆစ်ဂျပန်တော်လှန်ရေးအမျိုးမြင်ကိုအစောဆုံးတင်ပြစီယုံခဲ့သူများသည်ကွန်မြူနီများဖြစ်ပါသည်ရဲဘော်ဘာဟင်းက1939နှစ်ဥပိုင်းတွင် ထုတ်ဝေသည့်ဒနာရှင်လောကစာအုပ်၌အစောဆုံးတင်ပြခဲ့ပါသည် 1939နှစ်ဦး၌ဒုတိယကမ္ဘာစစ်ပင်ဥရောပ၌မဖြစ်သေးပါဟီဒီဂီဒိုဂျိုတို့၏စစ်အုပ်စုကအစိုးရအာဏာသိမ်းပိုက်ပြီးဖက်စစ်ဖြစ်သွားမည်ဆိုသည်ကိုမြည်သူမှမသိသေးပါတရုတ်ပြည်ကိုကျူးကျော်တိုက်ခိုက်နေသောဂျပန်စစ်အုပ်စုသည်ဗမာပြည်နှင့်ပတ်သက်လျင်တရုတ်ဗမာလမ်းမကြီးကိုပိတ်ပစ်နိုင်ရေးလောက်သာစိတ်ဝင်စားနေခြင်းဖြစ်ပါသည်အင်္ဂလိပ်အမေရိကန်တို့ကလည်းတရုတ်ပြည်ကိုကျူးကျော်တိုက်ခိုက်နေသောဂျပန်ကို စစ်ကုံကြမ်းများထောက်ပံ့ပေးနေပါသည်ဒုတိယကမ္ဘာစစ်ဖြစ်သောအခါဂျပန်ကိုဂျာမနီဘက်ပါမသွားစေရန်ဂျပန်အလိုကျတရုတ်ဗမာ လမ်းမကြီးကိုပင်ပိတ်ပေးခဲ့ပါသေးသည် ထို့သောသောအချိန်တွင်ရဲဘော်ပါဟင်းကဂျပန်သည်ဖက်စစ်ဖြစ်ရန်နှိစက်သည်ဖက်စစ်ဆန့်ကျင်ရေးအတွက်ပြင်ဆင်ရန်ဟူသောအမျှော်မြင်ကိုပေးခဲ့ပါသည်ရဲဘော်ပါဟင်းမျှော်မြင်သလိုပင်ဂျပန်သည်ဖက်စစ်ဖြစ်သွားကအင်္ဂလိပ်အမေရိကန်တို့ကိုဇုံကန်ပြီးအရှိတောင်အာရှသို့ စစ်ဦးလှည့်ခဲ့ပါသည် ကျွန်တော်တို့တိုင်းပြည်မှာဖက်စစ်ဂျပန်၏တိမ့်ပိုက်ခြင်းခံရရုံမကဗမာပြည်ကိုခြေကုပ်ယူပြီးအိန္ဒိယဒေလီသို့ခြိတက်ရေးအတွက်အသုံးခံရပါသည်ဂျပန်ကတရုတ်ပြည်ကိုတရုတ်ဗမာလမ်းမကြီးတိုင်းခြိတက်လှုပ်ကြံပါသည်အပြောင်းအလဲအလွန်မြန်ဆန်သောစစ်အခြေအနေတွင်အမျော်မြင်ထက်မြက်ပါမှရှင်းတန်းနိုင်ပါသည်အမျော်မြင်ဆိုတိုင်းလဲထက်မြက်ကြသည်မဟုတ်ပါမှားယွင်းသောအမျော်မြင်ပင်ဝင်တတ်ပါသည် စစ်အခြေအနေ၌အမျောမြင်များသည်လည်းမလွဲမသွေဗက်လိုက်မှုရှိပါသည်ဂျပန်ဘက်လားအင်္ဂလိပ်ဘက်လားတန်ဂိုဟာ39ခုနှစ်ကခြေနေမှာရှုပ်ထွေးပါသည်တမျိုးသားလုံးကအင်္ဂလိပ်နယ်ချဲသမားကိုအဓိကရန်သူဖြစ်ထားကတိုက်နေရသည့်အခြေအနေဖြစ်ပါသည်တန်ဂိုဟာ38ကထောင်သုံးအပြည့်ရေးတော်ပုံဖြင့်ပြည်သူလူထုကအန်တုခဲ့ရာအင်္ဂလိပ်၏အကြမ်းဖက်နှိပ်စက်မှုကြောင့်သွေးမြေကျထားရပါသည်ဤကဲ့သို့သောအခြေအနေတွင် ကိုရန်သူရဲ့ရန်သူဟာကိုမိတ်ဆွေပဲဟုမျော်မင်းကဂျပန်ဘက်သို့အလွယ်တကူဗတ်လိုက်သွားနိုင်ပါသည်ဤအမျော်မင်းရှိသူများကဂျပန်စစ်တပ်ကြီးလာရမယ်ဟု၎င်းအင်္ဂလိပ်လက်ချောင်းသွေးနဲ့ခြေဆေးမယ်ဟု၎င်းပိုစတာကတ်ကြပါသည်လူလူကြီးကိုလည်းဖက်စစ်ဂျပန်အားကက်တင်ရှင်ဖြင့်မျှော်ကြရန်လှုံ့ဆော်ပါသည်ဤအမျော်မင်းသည်ဂျပန်ဖက်စစ်နှင့်စိတ်ရောကိုယ်ပါပူးပေါင်းသည့်အမျော်မင်းဖြစ်ပါသည်ဂျပန်ကိုယာယီအသုံးချသည့်လောက်ဟန်မဟုတ်ပါ ဖက်စစ်ဂျပန်နဲ့စိတ်ရောကိုယ်ပါပူးပေါင်းသူများသည်နိုင်ငံရေးအရကိုကိုကိုတတ်တယ်လို့ဖြစ်ပြီးစစ်ပြီးခေတ်တွင်နိုင်ငံရေးလောကမှာပြောက်ွယ်ကုန်ပါသည်လေ21ရာစုနိုင်ငံရေးမျှော်မြင်များကို မှန်မှန်ကန်ကန်ချမှတ်နိုင်ရန်အခြေခံအားဖြင့်အောက်ပါလေးချက်လောက်ရပါမည်၁ကမ္ဘာအင်အားကြီးနိုင်ငံများ၏တရားဝင် အမျှော်မြင်များထိုနိုင်ငံများမှအ धिक နိုင်ငံရေးအင်အားစုများ၏အမျှော်မြင်များကို စူဇန်လေလာသုံးသက်ရန်နှစ်မိမိအိမ်နည်းနိုင်ငံများ၏တရားဝင်မျှော်မြင်နှင့်နိုင်ငံ၏အင်အားစုအသီးသီးမျှော်မြင်များကိုစူဇန်လေလာသုံးသက်ရန်သုံးမိမိတိုင်းပြည်ပေါ်သို့တိုက်ရိုက်တက်ရောက်မှုရှိနိုင်သည့်ကဘာအရရမမျှော်မြင်များကိုစူဇန်လေလာသုံးသက်ရန်လေမိမိအခြေအနေကိုပဂရိတည်ရှိနေသည့်အတိုင်းသုံးသက်ရန်အထက်ပါချက်များကိုတစ်ဖွဲ့တပါတီတဲက လုံနိုင်မည်မဟုတ်ပါ စုပေါင်းအားထုတ်ရပါမည်1930စုနှစ်များကလုပ်ခဲ့သလိုလုပ်ရပါမည် အားလုံးကဝိုင်းဝန်းဖြည့်ဆည်းခြင်းဖြင့်20ရာစုအမျိုးမြင့်ကိုတည်ဆောက်ရပါမည်5မြတ်မောက်ကပအခြေအနေကိုသုံးသပ်ခြင်းသည်20ရာစုအမျိုးမြင့်တည်ဆောက်ရေးတွင် အချက်ချကြပါသည်ထို့ကြောင့်ကျွန်တော်တို့၏သုံးသပ်ချက်အကျဉ်းကိုတင်ပြပါမည် ကဘာကြီးအကြောင်းရေရေရရမသိခင်ကတည်းကကဘာကိုစိုးမိုးရေးအယူဆရှိခဲ့ကြပါသည်ကဘာကိုစိုးမိုးနိုင်စွမ်းရှိသူတဦးထက်မကအများပြားပေါ်လာသောအခါကဘာကြီးကိုအင်အားကြီးနိုင်ငံများကြားခွဲဝေခြင်းပြုလာပါသည်ပထမဆုံးအခိုင်အမာခွဲဝေမှုမှာဗရင်ဂျီပုတ်ယဟန်မင်းဦးစီးပြီးစပိန်နဲ့ပေါ်တူဂီကြားခွဲဝေခြင်းဖြစ်ပါသည်ငစင်းကတန်လျင်သိမ်းခြင်းမှာဤခွဲဝေခြင်း၏အကျိုးဆက်ဖြစ်ပါသည် 1494ခုနှစ်ကအင်အားကြီးနိုင်ငံများကြားကြိတ်ဝိုင်းခွဲဝေမှုသည်ဝေးလံလှသည့်ဗမာပြည်သို့ပင်တက်ရောက်စေခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ဤဘိုးဘေးများအမျော်မြင်ရှိခဲ့ရသောပေါ်တူဂီပိုင်နယ်မြေကြာရှည်မတည်ခဲ့ခြင်းဖြစ်ပါသည်ကမ္ဘာအင်အားကြီးနိုင်ငံများမှာတသက်မတ်သေးရှိသည်မဟုတ်ပါအဟောင်းများအဆင့်တန်းနှိမ့်ကျသွားပြီးအသစ်များပေါ်လာလေရှိတတ်ပါသည်။စပိန်နဲ့ပေါ်တူဂီဆိုရင်အင်အားကြီးနိုင်ငံများမဟုတ်ဒီမှာကြာခဲ့ပါပြီ အာဂျီနိုင်ငံများအစ်စ်ပေါ်တိုင်းသို့မဟုတ်အာချိန်ခွင်ရှာပြောင်းတိုင်းကဘာကိုပြန်လဲခွဲဝေကြပါသည်ခွဲဝေမှုတိုင်းသည်လည်းစစ်နစ်မကင်းလာပါယခုလုံနေသည့်နေတိုး၏စစ်စင်ရေးသည်လည်းဤသဘောမျိုးပင်ဖြစ်ပါသည်20ရာစုသို့ဝင်သည့်အခါကဘာကြီးမှာခွဲဝေပြီးဖြစ်နေပါသည် နေရာလက်မကြမ်းပါထို့ကြောင့်ထိုခါမှစ၍ပြန်လဲခွဲဝေခြင်းသာပြုရပါသည် ဆန်ငါရာစုကလိုစိတ်မှန်းဖြင့်နယ်မြေသင်များကိုခွဲဝေခြင်းမဟုတ်ပဲကိုလိုနီများယခုဆိုရင်ဩဇာကံနယ်များအဖြစ်အခိုင်အမာခွဲဝေခြင်းဖြစ်ပါသည်ထို့ကြောင့် ARG နိုင်ငံများကြားပွတ်တိုက်မှုများပဋိပက္ခများစစ်ပွဲများဖြစ်လေရှိပါသည် ခွဲဝေမှုများကိုလည်းငြိမ်းချမ်းရေးထိန်းသိမ်းခြင်းများဖြင့် ARG နိုင်ငံများကပြောလေရှိပါသည်ယခုဆိုရင်ယူဂိုစလာဗီးယားကိစ္စကိုဥရောပတည်ငြိမ်ရေးဟုပြောပါသည် ဒုတိယကမ္ဘာစစ်တိုက်နေရစဉ်တွင် အမေရိကန်သမ္မတကနောင်တွင်ကမ္ဘာငြိမ်းချမ်းရေးကိုကမ္ဘာပလေကြီး၄ဦးဖြင့်ထိမ့်သိမ်းရန်အကြံပြုခဲ့ပူပါသည်။ဤအကြံကို ဆိုဗီယက်ဗြိတိန်တို့နှင့်ညှိနှိုင်းခဲ့ပါသည်။ကမ္ဘာပလေကြီး၄ဦးမှာအမေရိကန်ဆိုဗီယက်ဗြိတိန်နှင့် တရုတ်ဖြစ်ပါသည်။ဗြိတိန်မှာနေမဝင်အင်ပါယာဘဝမှာအဆင့်တန်းလျှော့ကြကအမေရိကန်၏အပေါင်းအသင်းအငယ်စားလေးဖြစ်စပ်ပြုနေပါပြီ။ထို့ကြောင့်ဗြိတိန်ကို လိတ်တူအဖြစ်အမေရိကန်က နေရာပေးလိုပါသည်တရုတ်မှာချန်ကေရှိတ်တရုတ်ဖြစ်ပြီးအမေရိကန်လက်ဝကံဖြစ်ပါသည်အတိပ္ပယ်မှာပလိတ်၄ဦးတွင်မိမိဘက်က၃ယောက်ထားရေးဖြစ်ပါသည်ချန်ကေရှိတ်တရုတ်ကိုပလိတ်တူအဖြစ်ထားသည်မှာအာရှအတွက်ဖြစ်ပါသည်ထို့ကြောင့်မင်းအင်ဒိုချိုင်းနာဗီယက်နမ်နှင့်ဂျပန်လက်နက်ချသည်ကိုလက်ခံရန်တရုတ် KMD တပ်များကိုဝင်စေပါသည် ပြင်သစ်ကဆင်သစ်မဖြစ်သေးခင်ပြင်သစ်ကိုစားယာယီဝင်ရန်ဖြစ်ပါသည်သို့သော ပြင်သစ်ကဆင်သစ်ဖြစ်သောအခါတွင်ပင် ပြန်ထွက်မပေးလိုပဲဖြစ်နေ၍အတော်တွန်းတွန်းထိုးထိုးလောက်ရပါသည် KMD တရုတ်က ပလိတ်ကျင့်ပလိတ်ကြံအပြည့်နှင့်ပလိတ်ဖြစ်ပါသည်ပွဲမဆူလျင်ပွဲဆူအောင်လှန့်ပေးပွဲဆူလျင်ဝင်ထင်းသည်ဟုအကြောင်းပြပြီးအတွင်းသို့ဝင် ဝင်ပြီးလျင်ပြန်မထွက်ဘဲပေကတ်နေသောအကျင့်က ပလိတ်ကျင့်ဖြစ်ပါသည် ယခုတလောအမေရိကန်ကအီရက်ယူဂိုစလာဗီးယားတွင်လုပ်နေသည့်အချိုးမျိုးဖြစ်ပါသည်လော်လော်လတ်လတ်ပွဲဆူအောင်လုပ်နေသည့်တာရကတစ်ခုကိုတင်ပြပါမည်အိန္ဒိယကနျူကလ িয়ার လက်နက်မစန်းခင်ကလေးတွင်စမ်းတော့မည်အကြောင်းတရုတ်အန္တရာယ်ကြောင့်စမ်းရကြောင်းစသဖြင့်ခရဝတ်တော်သည့်လေဆံဖြင့်အိန္ဒိယဝန်ကြီးချုပ်ဗက်စပါယီကအမေရိကန်သမ္မတကလင်တန်ထံသို့လျှို့ဝှက်ရေးစာတမ်းပို့ပါသည်ကလင်တန်ကထိုစာကိုလျှို့ဝှက်ထားရမည်စား ရည်ရွယ်ချက်ရှိရှိချက်ချင်းပင်သတင်းစာတိုက်သို့ပေါက်ကြားပေးလိုက်ပါသည်သတင်းစာကလည်းချက်ချင်းဖော်ပြသဖြင့်တကဘာလုံးကြော်ကြားသွားပါသည်တရုတ်နှင့်အိန္ဒိယကိုရန်တိုက်ပေးပြီးပွဲဆူအောင်လုပ်ရန်အကြံစီဖြစ်ကြောင်းရှင်းနေပါသည်နောက်တစ်ချက်မှာစစ်အေးခစ်ပြီးကြတဲ့ကမိမိကိုယ်ကိုတူးဒီသောကဘာပလိတ်ကြီးဟုအထင်ရောက်နေသောအမေရိကန်ကအိန္ဒိယကိုအာရှတောင်ပိုင်း၏ဒေသန္တရဘိုလ်ကလေးဖြစ်သဘောမထားနိုင်၍ကြောက်တွန်းခြင်းလည်းဖြစ်နိုင်ပါသည် ်အမေရိကန်သည်1981ခုနှစ်ကအိန္ဒိယပါကစ္စတန်စစ်ပွဲကိုအကြောင်းပြုပြီးလင်းတင်သင်္ဘောဥဆောင်သည့်အမှတ်ခွန်ရေတပ်ကိုဘင်္ဂလားပင်လယ်အော်အတွင်းသို့လွှတ်ပို့ပါသည်ကျွန်တော်တို့တိုင်းပြည်သမိုင်းတွင် အမြောက်တင်သင်္ဘောဖြင့်ကျူးကျော်မှုခံရဘူးသဖြင့်လင်းတင်သင်္ဘောဘင်္ဂလားပင်လယ်အော်သို့ရောက်ချင်းမျိုးကိုမလိုလားပါပွဲဆူလျင်အမေရိကန်လေရင်တင်သင်းပေါ်မောက်ချရောက်လာပါလိမ့်မည်။အိန္ဒိယဖြစ်စေတရုတ်ဖြစ်စေနှစ်နိုင်ငံစလုံးငြိမ်းချမ်းတည်ငြိမ်လွတ်လပ်စွာဖြင့် ဖွံ့ဖြိုးစေခြင်းပါသည် လောကစကားပြောခြင်းမဟုတ်ပါတမိုင်းသင်္ကန်းစာယူပြီးလေးနက်စွာပြောခြင်းဖြစ်ပါသည်မွန်ဂိုတို့သည်တရုတ်ပြည်ကိုသိမ်းတရုတ်စစ်တပ်ကိုဆင့်ခေါ်ပြီးဗမာပြည်ကိုကျူးကျော်ခြင်းဖြစ်ပါသည်အင်္ဂလိပ်တို့သည်လည်းကလပီကိုသိမ်းကလားစစ်တပ်ကိုဆင့်ခေါ်ပြီးဗမာပြည်ကိုကျူးကျော်ခြင်းဖြစ်ပါသည်ထို့ကြောင့်လူဦးရေအလွန်များသောအိန္ဒိယနိုင်ငံကြီးများလွတ်လွတ်လပ်လပ်ရှိကြပြီးငြိမ်းချမ်းသစ်မြတ်နေစေခြင်းချင်းဖြစ်ပါသည် ်ဒုတိယကဘာစစ်ပြီးနှစ်90ကျော်တွင်တတိယကဘာစစ်မဖြစ်ခဲ့ပါပထမကဘာစစ်နှင့်ဒုတိယကဘာစစ်မှာ21နှစ်သာကြာပါသည်တတိယကဘာစစ်မဖြစ်သည်ကိုငြိမ်းချမ်းရေးကာလဟုခေါ်မည်ဆိုက ခေါ်နိုင်ပါသည်သို့သောစစ်အေးတော့ဖြစ်နေပါသည်ထို့သောနှစ်90ကျော်ငြိမ်းချမ်းရေးကိုထိန်းထားနိုင်ခြင်းမှာပလိများအထင်းကောင်းခြင်းမဟုတ်ပါ အကြောင်းအချက်အများပြားရှိတော်လဲအဓိကမှာ ကမ္ဘာပြည်သူများ၏ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့်ဖြစ်ပါသည်ယခုစစ်အေးပြီးသွားပါပြီဘိုကြီးနှစ်ဘိုအနက်ဘိုးတဘိုကြံရစ်ပါသည်တတရကမ္ဘာစစ်တိုက်နိုင်သောအင်အားရှိသူမှာသူတို့နှစ်ဘိုသာဖြစ်၍တတရကမ္ဘာစစ်တော်တော်နဲ့မဖြစ်နိုင်ဟုထင်ရပါသည်သို့သောကမ္ဘာအနှံ့စစ်ကလေးများတော့ဖြစ်နေပါသည် နောင်တွင်လည်းငြိမ်းချမ်းစရာမမြင်ပါယူဂိုစလာဗီးယားတွင်ဖြစ်နေသောကိစ္စသည် အစဉ်လာတစ်ခုကိုနယ်ချေသမားများကထူထောင်နေခြင်းဖြစ်ပါသည်။နောင်တွင်အကြောင်းပြချက်အမျိုးမျိုးနှင့်ကဘာတခွင်ပြည်တွင်းရေးဝင်ဆွက်ခြင်းများများပြားလာနိုင်ပါသည်။ဒီမိုကရေစီနှင့်လူ့ခွင့်ရေးအကြံဖက်ဝါဒမူရစ်စေဝါဟုသောအကြောင်းပြချက်ဖြင့်အမေရိကန်က ဝင်ဆွက်နိုင်ပါသည်။အမေရိကန်နိုင်ငံသားများကိုကယ်ဆယ်ရန်ဟုသောအကြောင်းပြချက်ဖြင့်လည်းဝင်ဆွက်နိုင်ပါသည်။ကျွန်တော်တို့အမြင်တူရည်မဖြစ်ပါ။ယာယီအကျိုးအတွက် ထာဝရအကျိုးစီးပွားကိုအထိမခံနိုင်ပါကြွက်မနိုင်ကြည်မီးရှုတယ်လို့လုပ်ရမဖြစ်ပါဘူး